စวัสดีครับအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာထိုင်းဘာသာစကားရဲ့အတန်အတွက်တင်မှာအရေးကြီးတဲ့အရာတစ်ခုဖြစ်တဲ့အတန်အုပ်စုကိုစုကိုဒီဗီဒီယိုမှာလေ့လာသွားကြမှာဖြစ်ပါတယ်။ကိုကထိုင်းစာရသည်ဖြစ်စေထိုင်းစာမရသည်ဖြစ်စေဒီဗီဒီယိုမှာအတန်တကောအတိတ်ပဲရောဒီအသက်တွေရဲ့အလုပ်လုပ်ပုံကိုတည်တည်ချာချာလေ့လာသွားကြမှာဖြစ်ပါတယ်ဗျ။ဆိုတော့ကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်ကြမယ်ပေါ့နော်။မတ္တရာတဝါစကုကောင်းမတ္တရာအတန်အုပ်စု ကိုအုပ်စု အသက်ဆိုတာဘာလဲအသက်ဆိုတာကကျွန်တော်တို့ကြီးနဲ့တရနဲ့ပေါင်းဆက်ပြီးအနောက်ကကပ်ပါလာတဲ့ပြည်ကိုအသက်လို့ခေါ်ပါတယ်သူကိုအတန်တော့ရဲ့အဆုံးမှာပါလာတဲ့အသက်နဲ့အဆုံးသက်အတန်ထွက်ပြရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာကိုအုပ်စုရှိတယ်။ကိုအုပ်စုရဲ့ဟိုမှာဒီရှေးအုပ်စုကကြတော့အသက်ပါတယ်။ဒီအသက်မပါတဲ့တအုပ်စုတစ်ခုပါတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်ကြပါမယ်။ပထမတစ်ခုကမတ္တရာမတ္တရာမဲကောကာမတ္တရာမဲကောကာ မတရာမဲကောကာသူကအတက်မပါတဲ့စကလုံး ဖြစ်တယ်ပေါ့နော်ဆိုတော့အတက်မပါတဲ့စကလုံးကကျွန်တော်တို့ဘီနဲ့စရနဲ့ပြီးပေါင်းဆက်ထားတာအနောက်ကနောက်ထပ်ပြီးတလုံးပါမလာဘူးပေါ့နော်ဘီနဲ့စရနဲ့နှစ်ခုပဲရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအတက်မပါတဲ့စကလုံးကိုပြောတာဖြစ်ပါတယ်ဆိုတော့မတရာမဲကောကာဆိုတော့ကာကာဆိုတဲ့အတိုင်းပဲရတယ်ပေါ့နော်ကောအာကာကာဒါကအတက်မပါတဲ့စကလုံး ဆိုတော့ကျွန်တော်အသက်ပါရစကလုံးလေးဆက်လေ့လာကြည့်ကြပါမယ်ပထမတစ်ခုကမတရာမဲကိုမတရာမဲကိုကိုကတ်တက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာကကျွန်တော်ကတ်တက်မှာကျွန်တော်အတန်ပြတ်တယ်ပေါ့နော်ဒီအတန်တော့ဒီမှာကျွန်တော်အတန်သေးသုံးခုရှိတယ်ပေါ့နော်ကျန်တဲ့အတန်ရှင်တယ်ပေါ့အတန်ဒီသုံးခုကဘယ်ရလဲဆိုလို့ရှိရင်ဒီကတ်တက်ရဘာတက်ရဓာတ်တက်ရဒီအတန်သုံးခုကအတန်သေးဖြစ်တယ်အတန်သေးဆိုတာကကျွန်တော်အတန် ထွက်လိုက်တဲ့အချိန်မှာအတန်ကိုပြတ်သွားတာပေါ့နော်ဆက်ပြီးတော့သွားရှေ့မသွားအတန်အရှင်တိုင်းမသွားဘဲနဲ့အတန်ကိုပြတ်သွားတာအဲ့ဒါအတန်သေးလို့ပြောရဲပေါ့နော်ဆိုတော့ကျွန်တော်ကတက်ကအတန်နေဖြစ်တယ်သူ့ကိုဘယ်လိုထွက်မှာလဲဆိုတော့ကိုကိုမတရာမဲကိုကိုကိုအတန်ပြတ်သွားတယ်ပေါ့နော် မတရာမဲကိုဒါကတက်ကိုစားကိုပြထဲမှာပေါ့နော်ထိုင်းစကားလေးလာနေတဲ့သူဆိုလို့ရှိရင် ဒီမြန်မာအတန်တွဲဒီမှာဆိုလို့ရှိရင်ခွင်းဆောင်ခွေပေလေးကအတန်လေးထိတရတာပဲပေါ့နော်ဆိုတော့ဒီမှာကတက်ဆိုလို့ရှိရင်ကတက်တန်ထွက်ရမယ်ကိုကိုကိုနောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ကငါတက်ငါတက်ဆိုလို့ရှိရင်မတ္တရာမဲကုံမတ္တရာမဲကုံကုံငါတက်အတန်လေးပါတယ်ပေါ့နော်အတန်တွဲရဲ့အဆုံးမှာဒီငါတက်နဲ့အဆုံးတက်လိုက်တာကုံကုံ ကုံအရှိမကိုဆိုလို့ရှိရင်ငါတက်နဲ့အဆုံးတက်လိုက်တော့ကုံကုံမတရာမဲကုံဒီကောင်အတန်ရှင်ပေါ့နော်အတန်ပြတ်မသွားဘူးကုံကုံမတရာမဲကုံဒါကငါတက်ဆိုတော့ဂွင်းလောက်ရဲ့မှာငါငါတက်ရင်ဒါငါတက်ဖြစ်တယ်ကတက်ရင်ကတက်ဖြစ်တယ်နောက်ဆုံးဆက်သွားမယ်ဆိုလို့ရှိရင်မတရာမဲကုံမတရာမဲကုံကုံ ถ้าเจะเรามาแต่บ่เนาะมาตั้งใจตัวภาษาไปตัวเลยกมกมคุณนะงาแต่งาตั้งใจตัวภาษาไมันไปกูกมกมมาตั้งใกมกมมาตราเม่กมนะครับมาแต่นั่นคืว่าหนั่งแต่บอนะหน้าแต่น้าแต่สูรุษีมาตราเม่กมมาตราเม่กมกม ရှာအကောင်မထောက်သွားတာပေါ့နော်ပြီးတော့နန်းငယ်အတန်ကြီးထွက်တယ်ပေါ့နော်အဆုံးသမကုန်ကုန်အတအတရှင်ဖြစ်တယ်ပေါ့နော်ကုန်ကုန်နောက်ခုကကျွန်တော်တို့မတ္တရာမဲ့ကိုမတ္တရာမဲ့ကိုမတ္တရာမဲ့ကိုအတတွေဖြစ်တယ်ပြီးရင်ပါဇက်ပိတ်သွားတယ်ပါဇက်ပိတ်ပြီးတော့ဘာတက်နဲ့အဆုံးတက်လိုက်တယ်ပေါ့နော်ကိုကိုမတ္တရာမဲ့ကိုဒါက ဘာသာဖြစ်တယ်ဘာသာကပါဇက်ပြီးထွက်ပြရမယ်ကိုနောက်တစ်ခါကျတော့ကျွန်တော်ဓာရိသက်ဓာရိသက်ဓာရိသက်ကိုကျွန်တော်ကမတရာမဲ့ကို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 ဓာရိသက်နဲ့ဆုံးသက်လိုက်ကြပေါ့နော်ဒီအကောင်ရှာထောက်ပြီးတော့ကိုကိုမတရာမဲ့ကိုဒါကဓာရိသက်ဆိုနောက်တစ်ခါကျတော့ကျွန်တော်မတရာမဲ့ကိုမတရာမဲ့ကို ဒါကြတော့ဂျာပလက်တက်ပေါ့နော်ကျွန်တော်ဂျာပလက်တက်ကစရိုက်နဲ့သူကမတူညီတဲ့စရိုက်နဲ့ပေါအောင်ရှင်အဲ့ဂျာပလက်တက်ကအတန်ထွက်တာမတူနှစ်ခုမတူညီဘူးပေါ့နော်ဒါနောက်ပိုင်းကျတော့ကျွန်တော်ပိုရှင်းသွားလိမ့်မယ်ဆိုတော့ဒါဂျာပလက်တက်မတ္တရာမဲ့ကေနောက်ခုကကျတော့ကျွန်တော်တို့မတ္တရာမဲ့ကေဟိုဒါကဝါတက်မတ္တရာမဲ့ကေဟိုမတ္တရာမဲ့ကေဟိုဝါတက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကအသက်တွေအသက်ရှင်မျိုး ပြင်အသက်မပါတဲ့စလုံးမျိုးတစ်မျိုးဖြစ်တယ်ပေါ့နော်ဒါစုစုပေါင်းပြပြလိုက်တာဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့တခုချင်းစီဒီမတ္တရာမဲ့ကောကာဆိုရှင်မတ္တရာကဲမတ္တရာမဲ့ကောကာပါတဲ့ဒီဝါဟာရစကလုံးတွေကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြမယ်ပေါ့နော် ဒီသင်ခန်းစာမှာကျွန်တော်မတ္တရာမဲကောကာတိပဲလေ့လာသွားမယ်ပေါ့နော်ကျွန်တော်ဗီဒီယိုအရင်ရှင်းသွားမှာဆိုလို့နောက်ပိုင်းတွေမှာအသက်တစ်ခုကြီးသည့်တိုင်ကိုသင်ခန်းစာတစ်ခုနဲ့ဆက်ပြီးတော့လေ့လာကြမယ်ဆိုတော့မတ္တရာမဲကောကာမတ္တရာမဲကောကာအတမပါတဲ့စကလုံးအတမပါတဲ့စကလုံးကကျွန်တော်သိထားတဲ့အတိုင်းပဲဘီရဲ့တရရဲ့ပေါင်းဆက်ထားတဲ့ပေါင်းဆက်ထားတဲ့အဲသူတို့နှစ်ခုပဲပေါင်းဆက်ထားတဲ့ အရာကိုမတရာမဲ့ကော်ကအတန်ပါတဲ့စကလုံးအစုပေါ့နော်တို့တို့အတန်ထွက်တဲ့ခါမှာကျွန်တော်တို့ကလွတ်လွတ်လပ်လပ်ပေါ်ပါပါလေးပဲထွက်ပြရမယ်ပေါ့နော်ဆိုတော့ဒီမှာကကျွန်တော်မတရာမဲ့ကော်ကအတန်မပါတဲ့စကလုံးဟွာဟာတာစကလုံးလေးကိုကျွန်တော်တို့အတန်တွက်နည်းနဲ့လေ့လာကြည့်ကြမယ်ပထမတစ်ခုကကာကာကာជីကံကာជីကံကောအာကာကောအာကာ ကြည်ကန်းဆိုတော့စာပိုင်းလေးလာတဲ့သူပဲဖြစ်ဖြစ်စကားပြောပိုင်းလေးလာတဲ့သူပဲဖြစ်ဖြစ်ဒီအတန်တွဲဝယ်ရှာမယ်ပေါ့နော်ကာကာကြည်ကန်းနောက်တစ်ခုကရှာတယ်ရှာတာကိုဟာဟာဟာဟောအားဟာရှာတယ်နောက်တစ်ခုကအဖိုးသို့မဟုတ်မျက်စိဆိုလို့ရှင်တာတောအတာတောအတာတာ ပေါ်ပါပါလေးပဲပေါ့နော်ဒါအဖိုးမျက်စိနောက်တစ်ခုကလိမ့်တာလိမ့်နေပေါ့နော်ကျွန်တော်စေးလိမ့်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလိမ့်တာကိုဟာဟာထော်အားထားထားလိမ့်နေပေါ်ပါပါလေးပဲပေါ့နော်သူကအတော့ပါစကားလုံးတော့လည်းလေးပဲပေါ်ပါပါလေးပဲပေါ့နော်နောက်တစ်ခုကလေခွင်းလေခွင်းကိုနာနာနော်အားနာနော်အားနာလေခွင်းနောက်တစ်ခုကစေးကိုယာယောအားယာ ယောအာယာယာစေစေဥယာပေါ်ပပါလေးပဲပေါ့နော်နောက်တစ်ခုကကြတော့လာတာလာတာကိုမာမာမောအာမာမောအာမာလာတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမတူရင်းဆက်လက်ပုံစံလေးနဲ့ဆက်ပေါင်းကြည့်ကြမယ်ပေါ့နော်ကောင်းတာကိုဒီဒီ .ed ကောင်းတယ်ဒါလည်းပြီးနေတဲ့တရားနဲ့ပဲပေါင်းဆက်ထားတာပဲဖြစ်တယ်အသက်မပါဘူး .ed ဒီကောင်းနေကောင်းနေဆိုလို့ရှိရင်ဒီနောက်တစ်ခုကကြည်တာကြည်တာကိုဒူဒူဒေါ်ဦးဒူဒေါ်ဦးဒူဒူကြည်တယ်နောက်တစ်ခုကရှိုက်တယ်ရှိုက်တာကိုတီဒေါ်ဤတီဒေါ်ဤတီရှိုက်တယ်သွားတာကိုပိုင်ပိုင်ပေါ်အိုင်ပိုင်သွားတယ်တွေ့တာကိုကြောကြော ီညမှာလက်ကြောင်းတံပါတယ်ပေါ့နော်သူရဲ့စရာကကျော်ကျော်ဦးကျော်တွေ့တယ်နောက်တစ်ခုကအသက်အသက်ကိုအာယူအာယူအာအာယောဦးယူအာယူအသက်နောက်တစ်ခုကနေထိုင်တာနေထိုင်မှာသူကမိုင်းအိပါတယ်ပေါ့နော်ဆိုတော့အနောက်မှာအသက်တော့မပါဘူးဒါပေမဲ့သူကမိုင်းအိမိုင်းထူတွေအတန်တုံးနေနဲ့အဲ့လိုမျိုးပါ bias ကလုံးနေလည်းရှိရပါတော့ဆိုတော့အတတ်မပါပဲအတတ်မပါပေမဲ့ तू ကအတန်အနေမြင့်ကွာချမှုရှိရပါတော့ဒီဘက်မှာမှတ်ချက်အနေနဲ့အတန်အနေအမြင့်ကွာဟမှုရှိပါမယ်လို့ကျွန်တော်မှတ်ချက်အနေနဲ့ရှင်းပြထားရပါတော့ဒါကဒီအတတ်မပါပဲနဲ့လည်းလောလောလည်းပေါ်ပေါ်ပါလေးပဲထွက်ရမယ်ဆိုပေမဲ့ဒီဝဏ္ဏယူတွေပါလာတယ်ဆိုလို့ရှိရင်အတန်အနေမြင့်ကွာမှုရှိရပါတော့ဒီမှာဆိုလို့ရှိရင် all your u you my a you you နေထိုင်နေ ုတ်ကဲ့ပါဒါဆိုလို့ရှင်အကုန်လုံးနားတဲ့သဘောပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်ဒီမတ္တရာမေကောကာမှာအတ္တမှာပါတဲ့စကလုံးအတန်ထွက်လာတဲ့လွယ်လွယ်လေးပဲပေါ့နော်နောက်ပိုင်းအတ္တတရားမှာဒီနောက်ပိတ်အတ္တတရားနည်းနည်းလေးခက်တယ်ပေါ့နော်နောက်ပိုင်းကျလို့ရှင်လည်းအဲ့ဒီနောက်တဲ့သင်ငန်းစာတွေမှာအတ္တတစ်ခုချင်းရဲ့သင်ငန်းစာတွေကိုဒီလိုမျိုးဝေါ်ဟာရနေတဲ့အတ္တအတွက်ကိုလေ့ကျင့်ပြီးတော့အတူတူလေ့လာသွားကြမယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်တဲ့ဗီဒီယိုမှာပြန်လည်တွေ့ကြပါနောက်တဲ့ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်အားလုံးကောင်းသောနေ့လေးပတ်စံကြပါစေစွာဒီခရာ